နေမြားမကွာရသေးပဲနေမြားပိုင်ပစ္စည်းကိုခွဲဝေထားလို့ရပါသလား အားလုံးပဲမင်္ဂလာပါကျွန်မကတော့ LLB Group မြန်မာ Law Fan ကတရားလူတော်ရှိပြီးဒေါ်ချစ်ချစ်ဆန်ဖြစ်ပါတယ်ကျွန်မတို့ Law Fan နေနဲ့အများပြည်သူတွေသိချားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးမျှဝေပေးပြီးရရှိပါတယ်ဒီနေ့ကျွန်မဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာလေးကလင်မယားကွာရှင်းပြက်စဲခြင်းမပြုရသေးပဲလင်မယားပိုင်းပစ္စည်းကိုခွဲဝေထားလို့ရသလားဆိုတာနဲ့ဆက်လင်းပြီးတော့ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်အခုဆွေးနွေးမှုကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ် ဒီအကြောင်းအရာလေးကိုတော့ကျွန်မစီရင်ထုံးလေးတစ်ခုနဲ့မျှဝေပေးခြင်းပါတယ်စီရင်ထုံးလေးကဒေါ်ဆန်းရီနဲ့ဒေါ်ကျော့ကျော့ခိုင်1984ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးစာမျက်နှာ86အမှုပဲဖြစ်ပါတယ်အမှုကတော့မန်လေးတိုင်းတရားရုံးမှာဒေါ်ကျော့ကျော့ခိုင်ကဒေါ်ဆန်းရီအပေါ်ကိုချက်ပလက်အမျိုးသား၃တန်ကားဟာသူတဦးတည်းပိုင်ဆိုင်ကြောင်းမဟအကျညာပေးစင်လို့မှုဆွဲဆိုတဲ့အမှုဖြစ်ပါတယ်အမှုမှာဒေါ်ကျော့ကျော့ခိုင်ဘက်ကအဆိုပြုတာကသူနဲ့ကိုမောင်ဝင်းဟာ26ရက်17လ1900 1958ရက်နေ့မှာလက်ထပ်ခဲ့ပြီးတော့ကြောက်ပရောင်းမြို့မှာအထူးပေါင်းတင်းနေထိုင်ခဲ့တဲ့ကိုမောင်ဝင်းဟာသူ့ရဲ့ပထမဇနီးဒေါ်ဆန်းရီနဲ့၄ရက်3လ1980ရက်နေ့မှာနှစ်ဦးသဘောတူကွာရှင်ပြတ်ဆဲခဲ့တဲ့ကိုမောင်ဝင်းကဒေါ်ဆန်းရီကိုကြက်၃00အမ်ပေးပြီးတော့ဒေါ်ဆန်းရီအမိပေါက်ဖြစ်နေတဲ့ချက်ပလက်ကားကိုကိုမောင်ဝင်းအမိပေါက်ကြောင်းလဲမယ်ဆိုပြီးစာချုပ်တည်လက်မှတ်ရေးထိုးခဲ့တဲ့၂ရက်9လ1989ရက်နေ့မှာကိုမောင်ဝင်းဟာဒီကားဟာသူ့နဲ့ဒေါ်ကျော်ကျော်ခိုင်နှစ်ဦးပိုင်ဆိုင်တဲ့ ကားဖြစ်ကြောင်းလူကြီးတွေရှေ့မှာလက်မှတ်ရေးထိုးပေးခဲ့တဲ့30ရက်4လ1980ရက်နေ့မှာကိုမဝင်းကွယ်လွန်ခဲ့တယ်။ကိုမဝင်းကွယ်လွန်ပြီးနောက်ပိုင်းမှာဒေါ်ကျော့ခိုင်ကကားကိုသူ့နာမည်ပေါက်ပြောင်းတယ်။အဲ့ဒီချိန်မှာဒေါ်စန်းကြီးကကန့်ကွက်တာရှိလို့သူ့အနေနဲ့ဒီအမှုကိုဆွဲဆိုရခြင်းဖြစ်တယ်လို့အဆိုပြုဆွဲဆိုခဲ့ပါတယ်။ ဒေါ်ဆိုင်ရီဘက်က ခုခံတာကဒေါ်ကျကျော်ခိုင်ကကိုမောင်ဝင်းရဲ့မယံငယ်တာဖြစ်တယ်။ကိုမောင်ဝင်းရဲ့စိတ်ချမ်းသာမှုအတွက်သူ့အနေနဲ့ကွာရှင်းစာချုပ်ကိုလက်မှတ်ရေးထိုးပေးခဲ့တယ်။အမှန်တကယ်ကွာရှင်းခဲ့တာမရှိဘူး။ကွာရှင်းစာချုပ်လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာလည်းအတူပေါင်းသင်းနေထိုင်ခဲ့တယ်။ဒါကြောင့်မလို့ကွာရှင်းစာချုပ်ကတရားမဝင်ဘူး။ကားဟာသူ့ရဲ့နာမည်ပေါက်ကားဖြစ်တယ်။သူသာမယံကြီးဖြစ်တယ်။ဒါကြောင့်မလို့ဒီကားဟာသူ့တဦးတည်းပိုင်ဆိုင်နေကိုမောင်ဝင်းနဲ့ဒေါ်ကျကျော်ခိုင်တို့ပိုင်ဆိုင်စရာအကြောင်းမရှိဘူးဆိုပြီးတော့ ုချီခဲ့ပါတယ်ဒီမှာကျွန်မတခြားအကြောင်းအရာလေးကိုကြော့သွားပြီးတော့အဓိကအချက်ကိုပဲနောက်ဆုံးဆုံးဖြတ်ချက်ကိုဆွေးနွေးပေးရမယ်ဆိုရင်အမှုကိုလေ့လာတဲ့အခါပစ္စည်းခွဲကြောင်းစာချုပ်တတိခံကားငယ်ကိုကိုမောင်ဝင်းနဲ့ဒေါ်စန်းကြီးကြားမှာချုပ်ဆိုတဲ့နေ့ဟာ22ရက်6လ1989ရက်နေ့ဖြစ်ပြီးတော့ကိုမောင်ဝင်းနဲ့ဒေါ်စန်းကြီးတို့ကွာရှင်းစာချုပ်ချုပ်ဆိုတာက၄ရက်3လ1980ရက်နေ့ဖြစ်ပါတယ်ဒါကြောင့်မလို့ပစ္စည်းခွဲတဲ့စာချုပ်ချုပ်ဆိုတဲ့အချိန်မှာကိုမောင်ဝင်းနဲ့ဒေါ်စန်းကြီးတို့ဟာ လင်မယားကွာရှင်ပြက်စဲခြင်းမရှိသေးကြောင်းပေါ်ပေါက်ပါတယ်မြန်မာလိထုံနယ်ဥပဒေအရဆိုရင်လင်မယားကွာရှင်ပြက်စဲပြီးမှပစ္စည်းခွဲဝေရအကြောင်းပေါ်ပေါက်တဲ့လေယောက်ကြားတိုင်ဆိုင်တဲ့ပစ္စည်းပေါ်ကိုမယားဖြစ်သူကလည်းအတူပိုင်ဆိုင်ခွင့်ရှိတာဖြစ်လို့လင်မယားကွာရှင်ခြင်းမတုမပြုတ်ရသေးမီပစ္စည်းခွဲဝေခြင်းပြုခဲ့သည့်တိုင်အောင်ပဲအဲ့ဒီပစ္စည်းခွဲဝေမှုဟာအပြည့်အဝအကျိုးသက်ရောက်မှုရှိမည်မဟုတ်ဘူးဒါကြောင့်မလို့ကိုမဝင်းနဲ့ဒေါ်ဆန်းကြီးတို့ချုပ်ဆိုတဲ့ပစ္စည်းခွဲတဲ့စာချုပ်အရာလေအ ချင်းဖြစ်တာဟာကိုမောင်ဝင်းတဦးတည်းပိုင်အဖြစ်ကိုရောက်ရှိနိုင်တာမဟုတ်လို့ကိုမောင်ဝင်းနဲ့ဒေါ်ကျော်ကျော်ခိုင်တို့ချုပ်ဆိုရဲစာချုပ်အရလည်းအချင်းဖြစ်ကဟာကိုမောင်ဝင်းနဲ့ဒေါ်ကျော်ကျော်ခိုင်တို့ရဲ့နှစ်ဦးပိုင်ကဖြစ်လာမှာမဟုတ်ပါဘူးကိုမောင်ဝင်းနဲ့ဒေါ်ဆန်းရီတို့လင်းများကွာရှင်းပြက်စဲတဲ့စာချုပ်ချုပ်ဆိုရဲအချိန်မှာလည်းဒီကားနဲ့ပတ်သက်ပြီးတော့တစုံတရာထဲ့သွေးရေးသားထားတာမျိုးမရှိပါဘူးဒါကြောင့် ဒီအချိန်လေးမှာဒေါ်ကျော်ကျော်ခိုင်ကအဲ့ဒီကားကိုမိမိတူဦးတဲ့ပိုင်ရန်ဖြင့်ပြင်ညာပေးရန်ဆွဲဆိုတဲ့အမှုဟာအောင်မြင်ရန်အကြောင်းမရှိကြောင်းဆုံးဖြတ်ခဲ့ပါတယ်။ ဒီမှုဟာဆိုရင်လင်းနဲ့မရကြမှာဓာတ်ရိုက်ဖြစ်တဲ့အမှုတော့မဟုတ်ပါဘူးမရနှူးကြမှာဖြစ်တဲ့အမှုဖြစ်ပါတယ်အဲ့ဒီအမှုမှာလင်းများနှူးပိုင်းပစ္စည်းနဲ့ဆက်လင်းပြီးတော့ထဲ့သွင်းသုံးသပ်ထားတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီစီရင်ထုံးမှာထဲ့သွင်းသုံးသပ်ချက်နဲ့တခြားစီရင်ထုံးတွေပါလမ်းညွန်ဖော်ပြချက်အရာလင်းများကွာရှင်းပြည့်စဲပြီးမှသာလေပစ္စည်းခွဲဝေရန်အကြောင်းပေါ်ပေါက်ပါတယ်ဒါကြောင့်လင်းများမကွာရသေးပဲပစ္စည်းခွဲဝေလို့ရသလားဆိုရင်တော့ခွဲဝေရင်တော့အပြည့်အဝအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးဒါ ါကြောင့်မို့ခွဲဝေထားလို့မရဘူးဆိုတာလေးကိုပဲကျွန်မအကြံဉာဏ်လေးဆွေးနွေးပေးလိုက်ပါတယ်နောက်တစ်ပိုင်းမှာတော့ကျွန်မသက်ဆိုင်ရာခေါင်းစဉ်လေးလိုက်ဆက်ပြီးတော့ဆွေးနွေးပေးသွားပါဦးမယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်